စုရှယ်ယာဘီလီယံ40ကျော်ရှိတဲ့ YUPD အများပိုင်းကုမ္ပဏီရဲ့အစုရှယ်ယာရှင်တချို့ဟာသူတို့ရဲ့ရှယ်ယာများငွေကိုရရှိဖို့မျှော်လင့်နေကြပါတယ်။ဒီရှယ်ယာရှင်များရဲ့ပြန်လည်ရရှိခြင်းနဲ့နော်တလုံးတစ်ခဲတည်းသောအစုငွေများကိုယခုချိန်ထိတော့ပြန်လည်ရရှိခြင်းမရှိသေးပါဘူး။ဟောအင်္ဂလိပ်တို့ target တခုထားပါတယ်။ဝန်ကြီးကလည်းပြောတယ်တလမကုန်မကုန်ခင်တရားကို director ရွေးချယ်ပွဲလုပ်ပါဆိုအခုဒါတလ အတွင်းမှာလုံမိတာဖြစ်ပါတယ်ဒါ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 ဒီတတ်မှတ်ချက်အတိုင်းလောက်တာဖြစ်ပါတယ်အဲ့တော့အကျိုးအများရရှိရေတို့အင်္ဂလိပ်တို့ကအခုလာမဲ့ဒီဇင်ဘာလမှာနော်တလအတွင်းရရှိဖို့ဆက်လက်တောင်းဆိုသွားမှာဖြစ်ပါတယ် VUPD မှာ အစုပ်ရှယ်ယာရှင်နေရ89ခုပါဝင်ပြီးခုလက်ရှိမှာတော့ရှယ်ယာရှင်အရ190ဟာရှယ်ယာတွေပြန်ထပ်ဖို့အတွက် YUPD ကုမ္ပဏီနဲ့အစိုးရဝန်ကြီးဌာနတွေမှာစာတင်ထားတယ်လို့ရှယ်ယာရှင်တွေကပြောပါဗျ ပြန်ရဖို့ဘီလန်ပြန်ပေးနိုင်တဲ့လမ်းကြောင်းဥတွေကြောင်းတော့မရဘူးဗျာဥတွေကြောင်းတော့ပြီးလို့မရဘူးကျွန်တော်တို့ share ရှင်နေရတယ်အတနာခံတယ်အစိုးရကို5%တွင်းနေတဲ့ငွေကြေးကိုခဏရပ်ထားပါဟာ9နှစ်နဲ့အရင်ကြေးကို9နှစ်လောက်လိုက်တာခေါင်းထဲမှာဒါကြီးစဉ်းစားအဲ့လိုလှုပ်လှုပ်ခါကြရင်2နှစ်လောက်မတွင်းရဘူးဆိုရင်အဲ့ထွက်လာတဲ့ငွေကိုကျွန်တော် share ရှင်ပြန်အားလို့ရပါဘူး ရှေရရှင်တွေကတော့တောင်းတဲ့ရင်းနှီးမျက်နှာထားပေမဲ့အမြတ်ငွေပြန်မရတဲ့ပြင်ငွေကြေးရှောင်ပေါ်နေတာတွေ့ကြောင်းလို့ပြောကြပါဗျ။ရှေရရှင်ဆိုတဲ့လူတွေကလည်းပြန်ထုတ်ပေးပါဆိုတာကလောကကြီးတရားရောက်ကတဖွဲဖွဲကဒီငွေတွေကိုမတရားသုံးလိုက်တယ်ထင်လို့ဒီလိုဖြစ်လာတာတကယ်မြတ်နေဘူးသူကပြန်ထုတ်ပေးပါလို့ပြောမှာရှေရတို့ပြန်လဲရရှိဖို့နဲ့ပတ်သက်လို့တရိုက်တဲ့ရေကောက်ပွဲတစ်ခုကို ောက်တိုဘာ30ရက်နေ့ကကျင်းပခဲ့ပြီးရှေးရရှင်တွေကကောက်ွက်ခဲ့တာကြောင့်ပိုပြက်ခဲ့ပါတယ်။အဒီတို့ကြောင့်ဒီကနေ့နိုဝင်ဘာ30ရက်နေ့မှာရှေးရရှင်တို့ရဲ့စံသားနဲ့ညီ WUPD ဒရိုက်တာရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးခဲ့ပါတယ်။ကုမ္ပဏီကတော့မြေတားမမြတ်သေးဘူးဒါပေမဲ့ဒီကုမ္ပဏီမှာရင်းနှီးလည်းရှိတယ်။နောက်သူ့မှာဟိုငွေကြေးပညာဖြစ်တဲ့အတွက်ဒါဝယ်ထင်းနဲ့နီးလမ်းပေါ့ ။ဒါမှမဟုတ်ဆရာတော်ကခုသူဒီကုမ္ပဏီရဲ့ပြဿနာဖြေရှင်းနိုင်လို့တော်တော်တကယ်လား။ဆရာတို့တကယ်နားလည်တဲ့လူတွေလည်းဆရာတို့တခြားလည်းဟိုတိုင်မကြီးလားဖြစ်ပါလား။ကြားပြပါလိမ့်။ဆရာတို့ဒါအမြဲတမ်းဖြေရှင်းနိုင်အောင်ပေါ့။ဆရာတို့ကတော့